ားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာမန်းတင်ရေးသားတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာအဝေးရောက်ဝန်တန်းများဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမကတော့စာဖတ်သူနန်းသိန်ကြီးဖြစ်ပါတယ်။အခန်းတင်မိုးညိုမှထွက်ပြေးလွတ်မြောက်လာတော့ကျွန်တော်ဒီတိုင်းမင်းကြီးထံသတင်းပို့ရမည်တာဝန်ရှိသည်။ထို့ကြောင့်နောက်တနေ့တွင်ဘကိုးတိုင်းမင်းကြီးရုံးသို့သွားရောက်သည်။ ထိုစဉ်ကပဲခူးတိုင်းမင်းကြီးမှာမစ္စတာဖော့စတာဆိုသူအင်္ဂလိပ်ကားပြားကြီးဖြစ်ပါသည်။သူသည် နေဤအခြေအနေများကို မေးမြန်းသဖြင့်ကျွန်တော်ကတွေ့ကြုံသိမြင်ခဲ့ရသောအကြောင်းချင်းရာများကိုပြန်ပြောင်းစီရင်ခံရသည်။ဒီလိုရှုပ်ရှုပ်ထွေးထွေးအခြေအနေကြတဲ့ကဘေးရန်မရှိလွတ်မြောက်လာတဲ့အတွက်ဝမ်းသာပါတယ်။ဟုပြောကြလေသည်။တိုင်းမင်းကြီးခမ်းမှ ပြန်လဲထွက်ခါနီးတွင်အခြေအနေရရက်ကို အစီရင်ခံစားတစောင်းရေးပြီးတင်မအောင်ဟု ပြောကြလိုက်လေသည်အခန်းနှင့်တိုင်မင်းကြီးရုံးတွင်နေမထွက်ပြေးလာသူ အရာရှိကြီးငယ်တွေနှင့်စီကားနေလေသည် အရာရှိကြီးငယ်များသာမကတပိတ်မောက်နေသူများမှအပဆရေးစကြီးရုံးလူလင်များပါမကြမ်းမိမိတို့ဒေသတွင်ဆက်လက်မနေနိုင်သည့်အတွက်ထွက်ခွာလာသူများလည်းပါရှိလေသည်ထိုသူများထဲတွင်ကျွန်တော်ကဲ့သို့ရန်ကုန်မြို့၌တဲစရာကိုစရာဆွေမျိုးမိတ်တင်ကဟာရှိသူများအတွက် မထောင်းတာလှတော့လေထိုကဲ့သို့ယင်းသည်သူများမရှိသည့်ပုပ်ကူများအတွက်အခက်ခဲနှင့် တွေ့ကြုံကြရလေသည် မနေတာ၍မိမိတာဝန်ကြရာဒေတာကိုစွန့်ခွာခဲ့ရသူများအားအထူးခွင့်ရပေးထားလေသည်တို့ရတွင်မစွန့်ခွာသင့်မှာပဲလျက်ကြောက်အားပူ၍ထွက်ပြေးလာသူများနှင့်ခိုင်လုံသောအကြောင်းမရှိဘဲမိမိရုံးဆက်ရာဒေတာကိုစွန့်ခွာထွက်ပြေးလာသူများကိုဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးအရေးယူသင့်က ယူအုံးမည်ဟုသိရှိရလေသည် ထိုသတင်းကြောင့်အချို့ပုဂ္ဂိုလ်များသည်မကြေမနက်ဖြစ်ကြလေသည် အထူးအခွင့်ပေးလိုက်သည့်အမိစာကို ရရှိသည့်အခါမိမိရရန်ရှိသော လာကများကို တိုင်မင်းကြီးယုံဤအောက်ထက်တွင်ရှိသော ဟန်တာဝရီခရိုင်ဝန်ယုံမှ ထုတ်ပေးလေသည်တို့ရတွင် လွယ်လွယ်ကူကူထုတ်ရမရကြလာစာထုတ်ရန် ပုံစံကအစရရှိရန်မလွယ်ကူထို့ပြင်သက်ဆိုင်ရာပုဂ္ဂိုလ်ကြီးများဤ လက်မှတ်များကိုရယူနေကြရသည့်အတွက်တိုင်းမင်းကြီးရုံတက်လိုက်ခရယဝန်ရုံးဆင်းလိုက်ငွေတိုက်ရရှိစီပြေးလိုက်နှင့်အလုံများနေကြလေသည်ကျွန်တော်အတွက်ကတိုင်းမင်းကြီးရုံတွင်မုံညိုနှင့်ထိန်တော်တကြီးတို့ဤသာစရေးကြီးများကအစအစအကူအညီပေးကြသည်တိုင်းမင်းကြီးရုံနှင့် အောင်ရုံများတွင်ဆောင်ရွက်ဖွယ်ရာကိစ္စများပြီးပြတ်သွားသောအခါပြည်ထောင်ဝင်ကြီးဌာနသို့တွားရောက်တည်င်းပို့ရပြန်သည်ထိုရုံတွင်က အောင်ယုံများမှာကဲ့သို့အလုံးမရှုပ်ပဲအစီရင်ခံစားတစောင်းတင်ထားခဲ့ယုံနှင့်ကိစ္စပြီးပြတ်သွားလေသည်ကျွန်တော်တို့အတွက်စီမံခန့်ခွဲစရာရှိသည့်များကိုတိုင်းမင်းကြီးယုံနှင့်ခရိုင်ဝန်ယုံတို့ကသာဆောင်ရွက်ပေးလေသည်နောက်များမကြာမီတွင်ကျွန်တော်ဇနီးနှင့် သားသမီးများရန်ကုန်သို့ရောက်ရှိလာလေသည်သူတို့သည်ကျွန်တော်မိုးညိုမှထွက်ခွာလာခဲ့ပြီးနောက်ဈေးယုံတွင်ဆီယံဝန်မိသားစုနှင့်တွားရောက်ပူးပေါင်းနေထိုင်ကြသည် တို့ရာတွင်မိုးညိုတွင်ကြာရှည်နေ၍မဖြစ်တော့သည့်အခြေအနေကြောင့်ထွက်ခွာရန်စီစဉ်ရသည်ထွက်ခွာမည်ဆိုရင်လည်းအမြန်ဆုံးထွက်ခွာမှာဖြစ်မည်မိုးပြိုင်ပြိုင်ကြာ၍မိုးညိုမှအင်းပုတ်ကုန်းသို့သွားရာလှဲလန်းတွင်ပြက်ကုန်လင်ထွက်ခွာ၍ဖြစ်တော်မည်မဟုတ်မိုးရာသည်ရေကြီးချိန်လှေလန်းပေါက်သည့်အထိစောင့်နေရမည်ဆိုရင်လည်းအတော်ကြာနေအောင်မည်ထို့ကြောင့်တဏီသောနက်နက်စောစောတွင်ကျွန်တော်ဇနီးသည်သာသမီဘူးစုခူယူများနှင့်အတူ တပည့်နှစ်ဦး၏အကူအညီဖြင့်မိုးညိုမျိုးကိုစွန်ခွာလာခဲ့ကြလေသည်သူတို့သည် တလန်လုံးတထိတ်ထိတ်လာခဲ့ကြရသည်ကျွန်တော်မိသားစုမှသိ၍ဒုက္ခပေးရင်အခမ်းတိုက်ကြီးမှထွက်လာသောအခါအတွင်းလမ်းမှလာ၍ဝဏ္ဏချောင်းနှရှိဘုံကြီးချောင်းတွင်တညအိတ်ခဲရပြီးရန်ကုန်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်ကျွန်တော်အဖို့ကမိသားစုများအစုံကြီးရန်ကုန်သို့ရောက်ရှိလာပြီဖြစ်သောကြောင့်စိတ်အေးချမ်းသွားလေသည်တို့ရာတွင် မိုးညိုမျိုးမှမိတ်ဆွေတင်ကားများတွက်မူတောင်းညံ့သူလက်အောက်တွင် တထိတ်ထိတ်နေကြရမည်အရေးကိုတွေး၍စိတ်မအေးဖြစ်နေရလေသည်ထိုအချိန်တွင် တက်မတော်မှအရေးပေါ်ပြန်တန်းဝင်အရာရှိများခံထားရန်ရှောက်လွာများခေါ်ယူလျက်ရှိသည်အုတ်ချုပ်ရည်အရာရှိပင်ဖြစ်လင်ကစားအရေးကြုံလင်လက်နက်ဆွဲ၍တိုက်ပွဲဝင်ရမည်အတူတူတက်မတော်ထဲဝင်၍တာဝန်ထမ်းဆောင်လင်ပိုကောင်းမည်ဟုယူဆမိသည်တို့နှင့် တိုင်းမင်းကြီး၏ထောက်ခံချက်ဖြင့်တပ်ဆိုင်ရာတပ်မတော်ဘိုးရွေးအဖွဲ့သို့ရှောင်လွှာတင်လိုက်သည်သို့သောချက်ချင်းခေါ်ယူခြင်းမရှိသဖြင့်စောင့်စားနေရသည် ရန်ကုန်တွင် အထူးခွင့်နှင့် နေရာစိမ်၌မြည်သည့်တာဝန်မှမရှိသောကြောင့်လွတ်လပ်နေသည်မိမိ၏မိတ်ဆွေပေါင်းသင်းများရှိသောရုံးများသို့တွားရောက်လဲပတ်၍နေသတင်းများကို နားထောင်ရသည် အများအားဖြင့်ကကုံတယ်လန်းရှိ ပြည်သူစားပေတိုက်သို့တွားရောက်ကား စာအုပ်မျိုးစုံကိုလှန်လောဖတ်ရှုနေတတ်သည် ထိုစာအုပ်တိုက်တွင်စာအုပ်မျိုးစုံရှိသည့်အပြင်မိษွေရင်းကြများဖြစ်သောတခင်ကျော်စိန်နှင့် ကိုလကြီးတို့ရှိနေသောကြောင့်ထွေရလေးပါစကားပြောနိုင်သည်တခါတရံလဲဘိုးကျုံစိရှိ ရှုမောမဂဇင်းတိုက်သို့တွားရောက်ကတွားလာဝင်ထွက်နေသောစာရေးဆရာမိษွေများနှင့် စာပေရေးရာများကိုဆွေးနွေးတတ်သည်တခါတရံလဲရုပ်ရှင်ရုံများတွင် အချိန်ဖြုံးနေတတ်သည် ထိုစဉ်ကကုန်တယ်လန်းရှိ ပြည်သူစာပေတိုက်တွင် တနင်္ဂနွေနေ့နံနက်တိုင်းနိုင်ငံတကာရေးရာများကိုဆွေးနွေးတကြသည်ထိုဆွေးနွေးပွဲသို့ဥပငိန်ဥပဆွေဘိုးမူအောင်တခင်လွင်တခင်ချစ်မောင်တာယာဝတီတခင်ကျော်စိန်တို့တက်ရောက်မြင်ဖြစ်သည်ကျွန်တော်လဲကိုလာကြီးမန်တိုင်းနဲ့အတူလိုက်ပါသွားပြီးဝင်ရောက်နားထောင်လေးရှိပါသည်အများအပြားကလက်ဝဲနိုင်ငံရေးရာများနှင့်တရုတ်ပြည်တစ်ချောင်းကို ဥပညင်ကဥဆောင်ဆွေးနွေးတတ်လေသည်အခန်းသုံးတနေ့သောအခါတာယာဝရီခရိုင်မှ ထွက်ခွာလာခဲ့ကြသောအုပ်ချုပ်ရေးအရာရှိများအားလုံးကိုပြည်ထရေးဝန်ကြီးဌာနအတွင်းဝင်အားလာရောက်တွေ့ဆုံရန် အကြောင်းကြားစာရရှိလေသည်ချင်းဆိုထားသောအချိန်တွင် ကျွန်တော်တို့တို့အတွင်းဝင်ဦးချမ်းသာ၏ဇပွဲရှိတွင် တန်းစီကမတ်တက်ရနေကြသည်အတွင်းဝင်အားကျွန်တော်တို့တို့သည်မြည်သူမြည်ဝဖြစ်သည်ကိုကျွန်တော်တို့အထက်မှ ရာဓုအရာအကြီးဆုံးဖြစ်သူဥထုံးဖေကမိတ်ဆက်ပေးသည်ဥထုံးဖေသည်ထိုစဉ်ကအခွန်ဝင်ဖြစ်သည်ရှုပ်ရှုပ်ထွေးထွေးကာလခရိုင်ဝန်ဖြစ်ဆောင်ရွက်ခဲ့သောမစ္စတာကက်ခီလာဘယ်ရောက်နေသည်မသိတော့ပါယခုတာယာဝရီတို့ပြန်သွားကြသောအခါတွင်အခွန်ဝင်ဥထုံးဖေအားခရိုင်ဝန်ဖြစ်ရာဓုတို့မြင်၍ခံထားလိုက်လေသည်ထိုကြောင့်ဥထုံးဖေသည်ဝမ်းမြောက်ဝမ်းသာဖြစ်နေတော်လဲကြံရာရှိများမှာ သူကဲ့သို့ဝမ်းမမြောက်နိုင်ကြအထူးသဖြင့်ကျွန်တော်တို့တွေတွင်အသက်အကြီးဆုံးဖြစ်သည့်မြို့မဝန်တော်ကြီးဦးတင်သည်တွေး၍ပူပင်နေလေသည်ကျုပ်ကိုတခြားဝေးတဲ့နေရာပွင့်ဒုက္ခပင်ဟုညင်းညူနေသည် အားလုံးကဝိုင်း၍အားပေးကြရသည် ကျွန်တော်တို့အားအတွင်းဝင်ကမိန်ကွန်းချေသည်ခမည်းတော်အားလုံးလက်နက်ကင်တက်တွင်နေတခါလေတာယာဝတီပြန်လိုက်သွားကြပါဦးတို့မိကိုခရိုင်ဝန်ဖြစ်ခံထားလိုက်ပြီဖြစ်တဲ့အတွက် သူ့အမိန့်ကိုအားလုံးလိုက်နာကြရပါမယ်။ချက်ချင်းတော့ခမည်းတော်ကိုမြို့နယ်ကိုကိုသွားခြင်းမှာသွားနိုင်အောင်မယ်။မသွားနိုင်သေးရင်တာယာဝရီမှာပဲနေကြအောင်ပေါ့။နောက်တစ်မြို့ပြီးတစ်မြို့သိမ်းပြီးတဲ့အခါကျတော့ကို့ဆန်ရမြို့ကိုသွားကြတာပေါ့။ဟုပြောကြလေသည်။အစိုးရတပ်ပေါင်းစုသည်ပြည်လန်းတလျှောက်ထိုးစစ်စင်ရာတောင်ညံသူတို့သည် ကစင့်ကလျာစုတ်ခွာထွက်ပြေးနေခြင်းဖြစ်လေသည်။ကျွန်တော်တို့သည် ကားကြီးကားငယ်များနှင့်လိုက်ပါသွားကြရာ အစိုးရတပ်များကတာယာဝတီကိုသိမ်းပိုက်ပြီးနောက်တနေ့တွင်ကျွန်တော်တို့လည်းတာယာဝတီတို့ ရောက်ရှိသွားကြလေသည်ကျွန်တော်တို့တွေနဲ့အတူ နိုင်ငံရေးခေါင်းဆောင်များလည်းလိုက်ပါလာကြသည်ကျွန်တော်မှတ်မိသလားဥပစွေတခင်ချင်းမောင်းဘိုမင်းကောင်တို့ဖြစ်သည်တို့သည်ကြာဆုံးသူဘိုစိမ်မန်ကိုရည်စူး၍တဲခိုရိတ်သားတွင်ယဟန်တော်များကိုဆွန့်ကြွေကအမျှဝေကြသည်နေ့လယ်ပိုင်း30မြို့ ရှိန်ရုပ်ရှင်ရုံတွင် လူမှုစည်းဝေးပွဲလုပ်၍ခေါင်းဆောင်ကြီးများကတောင်းကျမ်းသူစန့်ကျင်တရားများဟောကြားသည် ထို့နောက်ပြည်သူဝန်ထမ်းများက ကြာရာတာဝန်ကိုတစ္ဆာရှိစွာထမ်းဆောင်ပါမည်ဟုတစ္ဆာဆိုကြသည်တခင်ချစ်မောင်က တိုင်ပေးရာ ကျွန်တော်တို့ကလိုက်ဆိုကြရသည် ထိုစဉ်ကဘုံမှုထွန်းတင်ဦးစီးသောစေရဲတရင်သည်လည်းတာယာဝတီတွင် အခြေဆိုင်လျက်ရှိ၏ထိုတက်သေးတွင်စာရေးဆရာ ရန်ကုန်ဗားစီကိုလည်းတွေ့ရသည် တမတော်သည်တာယာဝတီတွင်ခိတ္တနားနေချိန်၌ကျွန်တော်တို့အရာရှိငယ်များသည် လေဝန်ဤအိမ်တွင်စူပေါင်းနေထိုင်ကြသည်စူပေါင်းချက်ပြုတ်စားကြသည် ကြာတဲ့သောဇေယျစကားများကိုစူပေါင်းထည့်ဝင်၍ပါလာသောသပိတ်များကချက်ပြုတ်ကြသည်အချက်ပြုတ်ဝါဒနာပါသောသူများကလည်းဝင်ရောက်ချက်ပြုတ်ကြသည်မိဘတွေမကြာခဏဝင်ရောက်လောက်ကင်နေသူမှာနေပိုင်ဝန်တော့ဥက္ကန္တာဖြစ်သည်ထိုစဉ်က တဖက်မှတောင်းကျမ်းသူရန်ကိုစိုးရိမ်နေကြရတော့လေကျွန်တော်တို့တွေမှာဘော်ဒါဆောင်တစ်ခုတွင် စုပေါင်းနေထိုင်ကြတော့လူငယ်များကဲ့သို့ပျော်ပျော်ရွှင်ရွှင်ရှိနေကြသည်ညာတိုင်းလိုလိုပိုကာဝိုင်းရှိသည် တခါတရံလေဗလန်လက်ထောက်မြို့ပိုင်ကိုမောင်မောင်ကဂီတာတီး၍ကျွန်တော်တို့တွေကဝိုင်း၍တချင်းဆိုကြသည်လက်ခုပ်တီးကြသည်တနက်တံများကြားလျင် သူထံကပြေးဆင်း၍ကျင်းထဲတွင်ဝစ်ကြရသည် လဗလန်တွင်ရှိနေသောတောင်ကျန်းသူတို့ကိုအစိုးရတပ်ပေါင်းစုက ထိုးစစ်ဆင်၍မောင်းထုတ်သောအခါသူတို့သည် အကြီးကျယ်ခုခံခြင်းမပြုဘဲတစတစနှင့်ဆုတ်ခွာသွားကြသည်မိရထားလန်ကားလန်တစ်လျှောက်မှမြို့များကိုတပ်မတော်ကသိမ်းပိုက်ပြီး၍နေပိုင်မြို့ပိုင်များမိမိတို့တာဝန်ကျရာဒေသအသီးသီးတို့ပြန်လည်သွားရောက်ကြပြီဖြစ်တော်လဲကျွန်ုပ်အဖို့မှာကမုံညူတို့မပြန်သည် လမ်းမကြီးတစ်လျှောက်တွင် တောင်းရန်သူတို့ရှင်းလင်းသွားပြီဟုဆိုတော်လဲဆက်သွယ်ရေးလမ်းကြောင်းနှင့်ဝေးကွာသည့်တောနှင့်ဒေသများတွင်သူတို့တို့မင်းမူနေစေပင်ဖြစ်သည်မုံညိုကဲ့သို့လမ်းပန်းဆက်သွယ်ရေးခက်ခဲသောနေရာတွင်သူတို့၏အင်အားကအတော်တန်ကြီးမားစေဖြစ်သည်အချို့မျိုးပိုင်နေပိုင်များကတောင်ဝန်ကြရာဒေသသို့ထွက်ခွာသွားကြသဖြင့်လူစု꿰သွားသောအခါဇီးကုန်းနေပိုင်ဥဝေးတိုင်မြို့ပိုင်ဥတင်ဦး နတ်တလင်းမြို့ပိုင်ဦးသိန်းတွင်နှင့် ကျွန်တော်သည်ဈေးရုံဝင်းအတွင်းရှိဒေါက်တာဘာဖီဤအိမ်သို့ပြောင်းရွှေ့နေကြသည်ညစဉ်လိုလိုတောင်ချန်းသူတို့လာရောက်ပြစ်ခတ်တတ်သောကြောင့်ကျင်းနေစဉ်၍ထိုင်ကြရလေသည်အခန်းလေး1949ခုစက်တင်ဘာလကျွန်တော်အဖိုးအခြားတာဝန်တစ်ခုသို့ပြောင်းရွှေ့ထမ်းဆောင်ရန် အခြေအနေဖြစ်ပေါ်လာသည်အစိုးရကချမှတ်လိုက်သောတစ်နှစ်အတွင်း ငြိမ်းချမ်းရေးရရမည်ဟုသော စီမံချက်အရငြိမ်းချမ်းရေးဝန်ထမ်းမှုအဖြစ်ထမ်းဆောင်ရန်ပြည်ထရေးဝန်ကြီးဌာနမှခေါ်ယူလေသည်ဝန်ကြီးဌာနမှ အကြောင်းကြားစာသည်ကျင်းနှံပုံစံဖြင့်တာယာဝရီခရိုင်ဝန်မှတဆင့်ရောက်ရှိလာလေသည်1949ခုနှစ်အာဇာနည်နေ့တွင် မိန့်ကြားခဲ့သောဝန်ကြီးချုပ်၏မိန့်ခွန်းတွင်ပါရှိသည့်တစ်နှစ်အတွင်းငြိမ်းချမ်းရေးရရန်ဆောင်ရွက်ဖို့အတွက်တင်သည့် ငင်းကြဲရေးဝန်ထမ်းမှုအဖြစ် တာဝန်ထမ်းဆောင်ရန်စံနာရှိမရှိတန်ကြိုးဖြင့်အကြောင်းပြန်ကြပါထမ်းဆောင်ရမည့်တာဝန်များကို ရေဘူးရသဘောအဖြစ် ဝင်ကြီးချုပ်၏မင်ကုန်းပါရှိသည့်စာအုပ်ငယ်တွင်ဖော်ပြထားပါသည်ဤတာဝန်ကို ဆောင်ရွက်မည်သူသည် လာဇာငွေအဖြစ်တော်၎င်းယာဒူးစင်တန်အဖြစ်တော်၎င်းနစ်နာမှုမရှိစေရပါဤတာဝန်ကိုထမ်းဆောင်ရန်အတွက်ရွေးချယ်ခြင်းခံရသူသည်တနစ်ပြစ်အောင် ဆောင်ရွက်ပါမည်ဟုဝန်ခံကတိပေးရပါမည်။ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်ငြိမ်းချမ်းရေးရရှိရန်အတွက်တင်ဤလှုပ်အားကိုလိုအပ်နေသဖြင့်ဆုံးဖြတ်ချက်ချပြီးတန်ကျိုးဖြင့်ပြန်ကြပါဟု ပါရှိလေသည်။ကျွန်တော်သည်ထိုအကြောင်းကြားစာကိုရရှိသည့်နှင့်ပေးရသည့်တာဝန်ကိုထမ်းဆောင်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ထို့နှင့် အကြောင်းကြားစာတွင်ပါရှိသည့်အတိုင်းတန်ကျိုးနှင့်ပြန်ကြမနေတော့ဘဲခရယံဝန်ထမ်းခွင့်ပန်း၍ကိုယ်တိုင် ရန်ကုန်သို့ဆင်းလာခဲ့ပါသည်။စာတိုင်းမှပို့လိုက်သည့်တန်ကျိုးစာမိတ္တူပေါ်တွင်လက်မှတ်ရေးထိုးထားသူပြည်ထရေးဝန်ကြီးဌာနဒုတိယအတွင်းဝင်ဦးချစ်ဖေကိုတွားရောက်တွေ့ဆုံသည်။ဦးချစ်ဖေကတီးတင့်တီးထိုက်သည်များကို ရှင်းလင်းပြောကြသည်။ကျွန်တော်ကလည်းမေးစရာရှိသည်များကိုမေးသည်။ကျွန်တော်သည် တာဝန်ပေးလျင် နောက်မဆုတ်တတ်သည့်ညင်ရငြိမ်းချမ်းရေးဝန်ထမ်းမှုအဖြစ်ဆောင်ရွက်ရန်ဆန္ဒရှိပါသည်။ နှုတ်ဖြစ်ဖြေးချလိုက်ပြီးစားဖြစ်လဲအစီရင်ခံလိုက်ပါသည်ဒီလိုအစီရင်ခံလိုက်လင်ချက်ချင်းတာဝန်ပေးလိမ့်မည်ဟုယူဆခဲ့တော်လဲကျွန်တော်မျှော်လင့်တယ်လို့မဟုတ်ပါကဲရဲဘော်ကြီးအေးအေးဆေးဆေးသာပြန်အောင်နောက်မကြခင်ခေါ်လိမ့်မယ်ဟုဦးချစ်ဖေကပြောဆိုလေသည် ထို့အတော်တွင်တက်မတော်တွင်အရေးပေါ်ပြန်တန်းဝင်အရာရှိလျှောက်ထားခြင်းနှင့်ပတ်သက်၍လူတွေ့စစ်ဆေးရန်ခေါ်ယူလေသည် ကျွန်တော်ဒီတစ်ဖက်မှလည်း ငင်းငယ်ရေးဝန်ထမ်းမှုတာဝန်ထမ်းဆောင်မမီဟုဂရိပေးထားသောကြောင့်ဘာလို့ရမှန်းမသိဖြစ်နေလေသည် ထို့ကြောင့်ဦးချစ်ဖေကို တွေ့ဆုံပြီးအကျိုးကြောင့်ပြောပြသည်ဒါတော့ခမည်းပါသာစဉ်းစားဆုံးဖြတ်ပါဦးချစ်ဖေကဆိုသည်တမတော်ပြန်တန်းဝင်အရာရှိဖြစ်ရှောက်တဲ့သူတွေနဲ့မှမဟုတ်ပါငင်းငယ်ရေးဝန်ထမ်းမှုလုံးမဲ့လူကိုတော်ရှာရတယ်အုတ်ချိုရေးဘက်ကဆိုရင်ခမည်းပါမှ၃ရက်ထက်မပို့ဘူးဒါပေမဲ့ခမည်းသဘောပါ ကျွန်တော်အနေနဲ့ကတော့ဝန်ထမ်းမှုလုပ်စီချင်တာပဲဥပဆွေကဤသို့ပြောဆို၍စီယုံလေသည်တို့နေ့ကျွန်တော်သည်ဥပဆွေဆွဲဆောင်ရသူပါသွားလေသည်နာဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်